အိန္ဒိယနိုင်ငံမွန်ဘိုင်းမြို့ရှိဂျေရိုကမ္ဘာကွန်ဗင်းရှင်းစင်တာမှာကျင်းပလျက်ရှိတဲ့ကမ္ဘာလုံးဆိုင်ရာမီဒီယာနှင့်ဖျော်ဖြေရေးညီလာခံ Waves 2025ဒုတိယနှစ်အစည်းအဝေးရဲ့ကမ္ဘာလုံးဆိုင်ရာမီဒီယာဆွေးနွေးပွဲသို့ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးရဲကျင့်တက်ရောက်ဆွေးနွေးပါတယ်။ရှေးဥစွာအခမ်းအနားသို့တက်ရောက်လာကြတဲ့ပြန်ကြားရေးဝန်ကြီးများနဲ့အဖွဲ့အစည်းများမှအခြေခံများကစူပေါင်းမှတ်တမ်းတင်တဲ့ပုံရိုက်ကြပါတယ်။ ကမ္ဘာလုံးဆိုင်ရာမီဒီယာဆွေးနွေးပွဲမှာအိန္ဒိယနိုင်ငံပြန်ကြားရေးနှင့်ရုပ်သံလွှင့်ဝန်ကြီးဌာနဝန်ကြီးကအဖွင့်နှုတ်ခွန်းဆက်စကားပြောကြားရမှာတီထွင်ဖန်တီးမှုရင်းကျေးမှုဆက်နွယ်ဖလှယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုတို့ကိုအတူတကွလက်တွဲဆောင်ရွက်သွားကြဖို့တိုက်တွန်းပြောကြားပါသည် အဲ့ဒီနောက်ပြည်ပရေးရာဝန်ကြီးဌာနဝန်ကြီးကဒီကနေ့ခင်းရဲ့ဤပညာဟာလူငယ်များနဲ့အတူတီထွင်ဖန်တီးနိုင်မှုများပေါ်လျင်မြန်စွာတိုးတက်ပြောင်းလဲလာနေတာကြောင့်လိုအပ်တဲ့စီမင်းများနဲ့စနစ်ကျကိုင်တွယ်ဆောင်ရွက်ကြရမှာဖြစ်ပြီးအနာဂတ်အတွက်အတူပူးတွဲရှောက်လန်းကြစေလိုကြောင်းပြောကြားပါတယ်။ အဲဒီနောက်ကမ္ဘာလုံးဆိုင်ရာမီဒီယာနဲ့ဖျော်ဖြေရေးညီလာခံ Waves 2025ရဲ့မိတ်ဆက်ဗီဒီယိုကိုပြသပါရယ်။ဆလဘီအခမ်းအနားသို့တက်ရောက်လာကြတဲ့ကမ္ဘာနိုင်ငံအသီးသီးမှပြန်ကြားရေးဝန်ကြီးများဒုတိယဝန်ကြီးများနဲ့အဖွဲ့အစည်းအကြီးအကဲများကဆွေးနွေးပြောကြားကြပါတယ်။ ဒုတိယဝန်ကြီးဦးရဲချင်းကဆွေးနွေးရမှာနေပညာများအပြန်အလှန်မျှဝေဖလှယ်ခြင်းအဖြစ်နေပညာအားနည်းကွာဟချက်များကိုလျှော့ချနိုင်မှာဖြစ်ပြီးဖွံ့ဖြိုးဆဲနိုင်ငံများတွင်များစွာအထောက်ပံ့ဖြစ်စေမှာဖြစ်ပါကြောင်းအိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံတို့မှာဆက်ဆံမှုတမိုင်းကောင်းများစွာရှိတဲ့မိတ်ဆွေအိန္ဒိယနိုင်ငံများဖြစ်ပြီးမကြမီကမြန်မာနိုင်ငံမှာကြာရောက်ခဲ့တဲ့ငရင်တဘာဝ BNDM မှာရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနဲ့ကုညီကယ်ဆယ်ရေးပစ္စည်းတန်ချိန်900 150အခန်းတို့ကိုပေးဖို့ကူညီခဲ့ခြင်းအတွက်မိမိတို့နိုင်ငံနဲ့ပြည်သူများကိုစာကျေးဇူးအထူးတင်ရှိပါကြောင်းအခုကျင်းပတဲ့ Waves 2025နဲ့ကမ္ဘာလုံးဆိုင်ရာမီဒီယာဆွေးနွေးပွဲတို့မှထွက်ပေါ်လာတဲ့ရလက်ကောင်းများနဲ့မိမိတို့အတူတကွတက်ရောက်လာကြတဲ့နိုင်ငံများဟာလည်းအိန္ဒိယနိုင်ငံနဲ့အတူတီထွင်ဖန်တီးမှုဆိုင်ရာလုပ်ငန်းများပုံမှုဖွံ့ဖြိုးတိုးတက်လာစေဖို့ဆန္ဒပြုပါကြောင်းပြောကြားပါတယ်။အဲဒီနောက်ကမ္ဘာနိုင်ငံများမှပေးပို့တဲ့ video message များကိုဖွင့်လင့်ပြသပြီးနော ောက်ကဘာလုံးဆိုင်ရာမီဒီယာဆွေးနွေးပွဲရဲ့ပူးတွဲသဘောတူညီချက်ကိုထုတ်ပြန်ပြီးအခမ်းအနားကိုရှုပ်သိမ်းလိုက်ပါတယ်။ကဘာလုံးဆိုင်ရာမီဒီယာနဲ့ဖျော်ဖြေရေးညီလာခံ Waves 2025ကိုမေလ၄ရက်ထိဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။